ဒီလိုအကြောင်းရင်းတစ်ခုကြောင့်ကားလိပ်မှာကွန်ရရောင်းပြရတဲ့အဆိုတော်မနော်နိုင်ငံကျော်ဆိုတော်ဖြစ်တယ်လို့ကြီးကြီးနဲ့ချမ်းသာကြွားတဲ့တထေးဖြစ်ပေမယ့်နေပူချင်းရဲ့ကားလိပ်နာကကွန်ရဆန်လေးမှာကွန်ရရောင်းနေရတာကတော့ဆိုတော်မနော်ပါဆိုတော်မနော်ဟာစိတ်ထားလေးကောင်းကပျော်ပျော်ရွှင်ရွှင်တည်တတ်တာကြောင့်လဲလောင်ဝင်သူတွေကိုအရှုံးဖောက်ကကွန်ရရောင်းရှာတယ်ဆိုတော်မနော်ရဲ့ပုံစံကတကယ်ကိုမှချစ်စရာကောင်းနေပါတယ်သူသမီးတော်မနော်ကကျွန်တော်ရောင်းတဲ့ကွန်ရဆန်ကိုအားပေးကြပါအောင်ခင်ဗျာဆိုပြီးတော့ပြောနေကြတာပါဒါပေမဲ့လည်းပရိသတ်တွေကတော့ဆိုတော်မနော်အနေနဲ့ငလင်းကြောင့်စီးပွားရေးလုပ်ငန်းတွေပြည့်စည်ဆုံးရှုံးသွားလို့ ကိုရရောင်းနေရလားဆိုပြီးတော့သိချင်ချာတာဖြစ်ပါရင်ဒါမှမဟုတ်လေမနှောဟာမိဒီနာမျိုးကလာလဲစဉ်ကိုင်းရနာခွဲမှာအမောင်ငန်ပရိသတ်တယောက်ကသူ့ရဲ့နာမည်နဲ့ကိုရဆိုင်ဖွင့်ထားတာကြောင့်လေသူကိုရင်စေတနာထားကကိုရရောင်းပေးခဲ့တာဖြစ်ပါရင်ဒါကြောင့်လေအင်တာနက်ပေါ်မှာတော့မနှောကိုရပျော်ရွှင်စွာရောင်းနေတဲ့ပုံလေးကိုမြင်တွေ့ခွင့်ရခဲ့တာပါထို့သဖြင့်တော့ဆိုတော့မနှောကတော့မမနာကင်းရှင်းစွာပရိသတ်တွေကိုယင်းဒီဖော်ရင်စွာနဲ့အမြဲတည်းနောက်လေးရှိလာကြောင်းလဲ ပရိသတ်တွေကအစောရမနောကိုချစ်ခင်အားပေးကြတာပဲဖြစ်ပါရင်